ပိုင်လုံးမလုပ်ခဲ့ပါဘူးလို့စာရှည်ကြီးနဲ့ဖြည့်ချင်းတောက်မှန်လာတဲ့ပိုင်တကွန်ရဲ့ညီရှင်ဖုံးပြီအရန်ကိုကြရထနေရဲ့ပြဿနာကအဓိကအကန့်အကန့်ရှင်ဖြစ်သူပိုင်တကွန်ရဲ့ညီရှင်ဖုံးပြီကတော့သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေစာရှည်ကြီးရေးပြီးဖြည့်ချင်းလာခဲ့ပါပြီဒီလိုမှဖြည့်ချင်းချက်မထုတ်ဘူးဆိုရင်လည်းသူ့ရဲ့မိသားစုဝင်တွေကိုပါထိခိုက်မှာဆိုရကြောင်းအဖြစ်တွေကိုသူတယောက်ပဲခံယူသွားခဲ့ရပါဒီလိုမျိုးကိစ္စတွေကိုသူ့ရဲ့မိဘတွေနဲ့အကိုဖြစ်သူပိုင်တကွန်တို့လုံးဝမသိခဲ့ဘူးလို့ဆိုပါတယ် အိမ်နဲ့စိတ်ဆိုးပြီးအရွယ်တိုက်ပြီးအောင်အိမ်ဘဝဆင်းခဲ့တဲ့အချိန်သွားစရာမရှိဖြစ်နေတဲ့သူကိုကောင်မလေးကကြည်ပြူစွာနဲ့ခေါ်ထားပေးခဲ့တာပါဒီကြားထဲမှာလည်းလိုအပ်သမျှတွေဖြည့်ဆည်းပေးပြီးရှာဖွေကျွေးမွေးခဲ့တယ်ဆိုတာလည်းအမှန်ပါပဲဒါပေမဲ့သူလည်းအလွန်လောက်ပြီးရသမျှပတ်စံတွေအကောင်လုံးကိုကောင်မလေးရဲ့အကောင့်ထဲကိုပြန်ထည့်ပေးခဲ့ပြီးနည်းနည်းချင်းအကျွေးတွေဆက်ခဲ့ပါ යි အခုလည်းစိတ်သဘောထားမတိုက်ဆိုင်လို့လမ်းခွဲခဲ့တာဖြစ်ပြီးအကျွေးတွေကိုဖြည်းဖြည်းချင်းပြန်ဆက်ပါမယ်လို့ပြောခဲ့ပေမဲ့ ောင်မလေးကပြဿနာထရှာခဲ့တာလို့ဆိုပါတယ်။သူ့အနေနဲ့တခြားကောင်မလေးတွေစီကနေပိုင်းလုံးလုပ်ခဲ့တာမျိုးလည်းလုံးဝမရှိကြောင်းမိသားစုဝင်တွေနဲ့လည်းမသက်ဆိုင်ကြောင်းအခုလိုဖြေရှင်းလာတဲ့အပေါ်ပြည်သက်အမြင်လေးတွေရှိရင်ပြောသွားခဲ့ကြပါအောင်ရှင်။